ထိုင်းနိုင်ငံမှာ1982ခုနှစ်ကလေးကနေ့လယ်2နာရီမှညနေ9နာရီတွင်ယမကာဆိုင်တွင်စူပါမားကတ်တွင်မှယမကာရောင်းချခွင့်ပိတ်ပင်ထားပေမဲ့2025နိုဝင်ဘာလ10ရက်မှာအာနာဒီမဲ့ယမကာထိန်းချုပ်ရေးအဥပဒေအရအဆိုပါတားမြစ်ချင်းသို့မဟုတ်တားမြစ်နေရာတွေမှာအရက်သေးစားတောက်သုံးပါကဘန်းငွေတသောင်းတန်ရိုက်ခံရမယ်လို့သိရှိရပါတယ်။လိုင်စင်ရဖျော်ပြရေးနေရာတွေဟိုတယ်တွေခီးသွားနေမြေတွေနဲ့ နိုင်ငံတကာလေကြောင်းခီးစင်တွေရှိရာလေစိတ်တွေမှာတော့ချွင်းချက်ရှိမယ်လို့ဥပဒေပြဋ္ဌာန်းထားပါတယ်။တင်းကျက်လိုက်တဲ့ဥပဒေအရထင်ရှားကြော်ကြားသူတွေလူတီများတဲ့ပုံကိုယ်တွေကိုရမကကြော်ညာခွင့်မပြုပါဘူး။အသည့်ပြင်ဆင်လိုက်တဲ့ဥပဒေဟာစားသောက်ဆိုင်တွေကိုလည်းတရားမှုရှိလာမယ်။စားသောက်ဆိုင်လုပ်ငန်းဖွံ့ဖြိုးလာမှုကိုအဟန့်အတားဖြစ်စေမယ်လို့ထိုင်းစားသောက်ဆိုင်များအသင်းဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်။ ရမကသုံးဆောင်သူတွေဟာသားမြင့်ချိန်အတွင်းသုံးဆောင်ပါကထိုင်ရိုက်ခံရနိုင်လို့ရမကရောင်းအားကြဆင်းသွားနိုင်ပွဲရှိကြောင်းလည်းသိရှိရပါတယ်